်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုံမြို့ပြင်တိုက်ပွဲစစ်ကောမရှင်အထင်းအောင်ဟောင်းဝစ်စာအမြောက်များတက်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးမိုးကုံမြို့ဤမြို့ပြင်အရှိပိုင်းနှင့်အနောက်ပိုင်းနေရာများတွင်ရမန်နီညနေပိုင်းမှစ၍စစ်ကောမရှင်နှင့်တော်လန်ရေးအင်အားစုများအကြားထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်ဟုစုံစမ်းသိရှိရပါတယ် စစ်ကော်မရှင်စစ်ကြောင်းများကမျိုးရင်းမှမျိုးပြင်ပတ်သို့စစ်ကြောင်းထိုးနေပြီးချက်ထွင်လာရမှတိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ကြောင်းဒေတာရင်းစစ်ရေးသတင်းရင်းမြစ်များထံမှသိရပါသည်ရှမနီညနေပိုင်းကမိုးကုတ်မြို့အနောက်ပိုင်းဘောလုံးကြီးရွာအနီးတွင်ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။အဆိုပါတိုက်ပွဲတွင်စစ်ကော်မရှင်ဘက်ကအင်အား20ဦးခန့်တေဆုံးခဲ့ကြောင်းကနအူသတင်းများထွက်ပေါ်နေတော့လေ။သတင်းဌာနအနေဖြင့်တိကျတိကျနိုင်ခြင်းမရှိသေးပါဘူး။ထိတွေ့မှုကမြို့ပြင်အရှိရောအနောက်ရောဖြစ်နေတာ စစ်တပ်ကမြို့ပြင်ဘက်ကိုစစ်ကြောင်းတွေထိုးထွက်လာလို့တိုက်ပွဲတွေဖြစ်ရတာပါဟုစစ်ရေးတရင်ရေးမြစ်တအူကအတည်ပြုပြောကြားပါတယ်။လက်ရှိတွင်မိုးခုတ်အနောက်ပိုင်းဘုံလုံးကြီးကျေးရွာဘက်တွင်တာမကအရှိပိုင်းရှိချောင်းကြီးကြောက်ဝါပြင်ခေါင်းနှင့်ဆက်အင်းပြတ်ဒေသများတွင်ပါနှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားနေကြောင်းသိရပါတယ်။ထိုပြင်စစ်ကော်မရှင်တပ်သည်မျိုးတွင်းလုံခြုံရေးနှင့်စစ်စင်ရေးအတွက်နေရာအများပြားတွင်လက်နက်ကြီးများတပ်ဆင်စမ်းသပ်လျက်ရှိသည်ဟုစုံစမ်းသိရှိရပါသည်။အထူးသဖြင့်တော့ကျောင်းတွင်စစ်ရုံတွင်မှတပ်ဆွဲပြီ အုံကိုင်းပမ်းမထိတ်ဗျူဟာကုန်းတွေမှာအများဆုံးတက်ဆင်နေတယ်လို့လည်းသိရတယ်ဟုဒေတာကန်တအူးကသတင်းဌာနကိုပြောပါတယ်။ယခုကဲ့သို့တိုက်ပွဲများပြန်လည်ဖြစ်ပွားမှုနှင့်စစ်ရေးတင်းမာမှုများကြောင့်မျိုးကန်လူလူမှစိုးရိမ်ပူပန်လျက်ရှိပါတယ်။လက်ရှိတွင်ငွေကြေးတက်နိုင်သူအများစုတိမ်းရှောင်သွားကြပြီးဖြစ်ရာမျိုးပေါ်၌လူဦးရေ၃ဘုံတဘုံခန့်သာကျန်ရှိတော့ပါတယ်။ကျန်ရှိနေသူတွေကငွေကြေးအခက်အခဲကြောင့်ခရီးမသွားနိုင်သူတွေနဲ့အသက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ နောက်ထပ်မိုးကုတ်ဒေသခံတအူးကသတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလကုန်ပိုင်းကတရုတ်အစိုးရ၏ဂျာဝင်စစ်ဆက်မှုဖြင့်စစ်ကော်မရှင်နှင့်တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့အကြားအပြစ်ခတ်ရက်စက်ရေးသဘောတူညီခဲ့ကြပါရယ်ရင်းသဘောတူညီချက်အရ TNL ကထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့များကိုစစ်ကော်မရှင်ထံပြန်လည်လွှဲပြောင်းပေးခဲ့ရပါရယ် ထို့နောက်နိုဝင်ဘာလကုန်ပိုင်းတွင်စစ်ကော်မရှင်တပ်သည်မျိုးတွင်းသို့အလွယ်တကူပြန်လည်ဝင်ရောက်တက်ဆွဲနိုင်ခဲ့ပြီးနောက်ယခုကဲ့သို့မျိုးပြင်ပတ်တို့ပါစီရေးလှုပ်ရှားမှုများတိုးချဲ့လာခြင်းဖြစ်ပါသည်ဆက်လက်ပြီးအခွန်များတိုးမြင့်ောက်ခတ်နေသည့်စစ်ကောင်ဆောင်ကအခွန်ငွေနှင့်ပတ်သက်ပြီးမကြမီဖြေလျော့ပေးပြီဟုပြောလာပြန်တဲ့ဆွေးနွေးတင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်ကနိုင်ငံစည်းပွားရေးနှင့်ပတ်သက်၍အကောင်ဆုံးလှုပ်ဆောင်နေသောကြောင့်အခွန်ငွေများနှင့်ပတ်သက်ပြီးမကြမီဖြေလျော့ပေးမည်ဖြစ်ကြောင်းပြောကြားလိုက်ပါသည် စေကောင်ဆောင်ကထို့သို့ဆိုထားတော်လဲလက်ရှိတွင်စစ်ကော်မရှင်လက်အောက်ခံဌာနများကအထူးကုံစီကနေဖိပါရောက်အလုသမားများ၏ပွေငွေကုန်များကိုဒိုးမြင့်ကောက်ခံလျက်ရှိပါတယ်။ရန်ကုန်မြို့ရှိအမျိုးသားကားဆက်ရုံတွင်ယမန်နေ့နိုဝင်ဘာ30ရက်ကကျင်းပတဲ့ကုန်တယ်များနှင့်စမှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI 34ချိန်မြောက်နှစ်ပတ်လည်အစည်းအဝေးတွင်စေကောင်ဆောင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အခွန်နဲ့ပတ်သက်လို့မကြခင်ကာလအတွင်းမှာလျှော့ကြပေးဖို့ရှိပါတယ်။ နိုင်ငံစီးပွားရေးကိုအကောင်းဆုံးဖြစ်အောင်လို့မိမိတို့ဆောင်ရွက်နေတယ်။ကုန်တယ်တွေနဲ့စက်မှုလက်မှုလုပ်ငန်းရှင်တွေကလည်းမှန်မှန်ကန်ကန်လုပ်ငန်းလုပ်စီခြင်းနဲ့ဟု၎င်းကဆိုပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းချက်ငွေတန်ဖိုးတိတိတသားကျဆင်းခြင်း၊ငွေကြေးကမောက်ကမဖြစ်ခြင်းနဲ့ကုန်စည်နှုန်းများမြင့်တက်ခြင်းစသည့်ပြဿနာများကြုံတွေ့နေရခြင်းတွင်စေကောင်းဆောင်ကပြောကြားလာခြင်းဖြစ်ပါတယ်။စေကောင်းဆောင်ကနိုင်ငံသားငွေနဲ့ပတ်သက်ပြီး၎င်းတာဝန်ယူခြင်းမှစကောင်စနစ်တကျဆောင်ရွက်ခဲ့ကြောင်းနှင့် ကုံသွယ်မှုအခွန်နဲ့ပတ်သက်ပြီးတချို့နေရာများတွင်အားနည်းချက်များရှိတော့လေအကောင်ဆုံးဆောင်ရွက်နေကြောင်းပြောကြားခဲ့ပါတယ်။တိုင်းပြည်စည်းပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် GDP တိုးတက်ရန်လိုအပ်ပြီးလေယာကဏ္ဍစက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍများတွင်တိုးတက်ရန်လိုအပ်ကြောင်းလေစီကောင်းဆောင်ကဆက်လက်ပြောကြားခဲ့ပါတယ်။လက်ရှိတွင်ဝင်ငွေခွန်အမြတ်ခွန်ကုံသွယ်လုပ်ငန်းခွန်ရှင်မျိုးခွန်အောင်ပါလီတိန်းစုခွန်တစိကောင်ခွန်၊မြေခွန်၊ရေခွန်နဲ့တာတမန်ခွန်၊အင်းအိုင်ခွန်နဲ့ဒသတုခွန်တို့ကိုဖြည့်ရင်းအခွန်များဦးစီးဌာနကကောက်ယူလျက်ရှိပါတယ်။ ဆက်လက်ပြီးမိုးထီရောက်ကုန်စည်နှုံကိုအမိလိုက်နိုင်မဲ့လာစာနှုံထားမရကြသဖြင့်လာကစားအလုတ်သမားများဆင်းရဲတွင်နေနှစ်တီထက်နှစ်လာတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အထူးတွေကုန်စည်နှုံများအဆမတန်မြင့်မားနေခြင်းကိုအမိလိုက်နိုင်မဲ့လာစာနှုံထားများမရရှိကြသဖြင့်စီအနာသိန်းကာလ9နှစ်အတွင်းအလုတ်သမားများစီးပွားရေးကြက်တဲမှုစိုးတီထက်စိုးလာပြီးစင်ရမှုနှွန်တဲ့သို့နှစ်တီထက်နှစ်လာနေကြောင်းဘေဘေဆုံမအလုတ်သမားများဤပြောဆိုမှုများရသိရပါသည် ဆီယနာသိမ်းမှုဤနောက်ဆက်တွဲဆိုချိုအဖြစ်ငွေကြေးဖောင်းပွားမှုများဇက်တိုက်မြင့်တက်လာခဲ့ရာအလုတမာများအများစုဤလဆာဝင်ဝင်များငွေကြေးတန်ဖိုးချဆင်းမှုကိုလိုက်ပြီးတန်ဖိုးချဆင်းသွားခဲ့ရခြင်းဖြစ်ပါတယ်မွေတံပိုးချလာသဖြင့်အထွေထွေကုန်စည်နှုန်းများလိုက်ပါမြင့်တက်လာတော့လေအလုတ်သမားများဤလဆာဝင်ဝင်မှမူတည်တည်တသာတိုး၍မရရှိခဲ့ခြင်းကြောင့်နေပေဆုံးမှအလုတ်သမားများဤလဆာဝင်ဝင်မှမူတည်တာစွာတိုး၍ရခဲ့ခြင်းမရှိကြောင်းနေပေဆုံးမှအလုတ်သမားများကပြောပါရယ် အာနာမသိန်းကြီးကအလုံးမှာ3သိန်းခွဲရတယ်အခုအလုံးမှာက8သိန်းရတယ်3သိန်းခွဲတော့က300တာလောက်တယ်8သိန်းမှာချိုးချံပြီးသုံးနေတာတောင်မလောက်ငါဘူးမွေးငါတပွဲ2000ဖြစ်နေပြီဟုတောင်မွေမျိုးနဲ့ကြောင်မြောင်ရက်ွက်နေအသက်29နှစ်အရွယ်ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းအမျိုးသမီးတဦးကပြောပါတယ်ချိုးပြင်းစားတောက်ကုန်စည်းနှုန်းများမှာဆီယာနာသိန်းမှု9နှစ်အတွင်းလေးစားကျော်တက်လာခဲ့ခြင်းဖြစ်ပါတယ်စစ်တပ်အာနာမသိန်းခင်တော့က KFC ကြက်ကြော်တုံးကို700လောက်သာရှိတာလေ ဒါပေမဲ့အခုတတုံးကိုကြက်9000လောက်ဖြစ်လာပြီဟုရန်ကုန်မြို့ကအမျိုးသားတက်ဦးကပြောပါရယ်။သို့သောအလုတ်သမားများအတွက်လဆာဝင်ဝင်မှမှုနှစ်ဆပြည့်အောင်ပင်တိုးလာခဲ့ခြင်းမရှိသဖြင့်အသီးအရွက်များအားပြုက Twitter စားတောက်နေကြရပြီးဝေယူနိုင်စွမ်းမရှိခြင်းကြောင့်ငမို့ရခြင်းမျိုးမကြုံတွေ့ရစေရန်ရုန်းကန်နေရကြောင်းသိရပါရယ်။ဈေးသွားရင်ပတ်စံတသိန်းဆိုတာဘာမှမရတော့ဘူး။ကြက်သားက18000 19000ဖြစ်နေပြီ ကစုံရွက်တောင်တထောင်ရောင်းတဲ့သူကရောင်းနေပြီရတဲ့လစာနဲ့အရွက်တွေစာအသားကိုရချလေးဝယ်စာရောစာပေါ်အိမ်ငါကတွေကရှိသေးတယ်လေဟုအသက်32နှစ်အရွယ်ရှိအယောင်စကြီးအလုလုသူအမျိုးသမီးတအူကပြောပါတယ်ရှင်ပြင်းရန်ကုန်မြို့၌အိမ်ငါကများသည့်စေအာနာမသိမ့်မီကစေနှုံဖြစ်နှိုင်းရှင်ပါကယခုအခါနှစ်ဆကွဲကျော်မြင့်တက်လာခဲ့ပြီး6လတကြိမ်ဆက်လက်မြင့်တက်နေသည်ကိုတွေ့ရပါတယ်၆လတကြိမ်လစာမတူသည့်အလုသမားများအတွက်မူအဆိုပါနေအိတိုက်ခန်းခါရန်ကများချိုးတင်စူဆောင်းရာတွင် နှစ်ဝက်တစ်ခါဝင်ပိုပြလာရသည့်အခြေအနေမျိုးကိုရင်ဆိုင်နေရသည်ဟုသိရပါတယ်။ကျွန်တော်တို့လဆာက6လတစ်ခါမတိုးဘူး။အိမ်ငါကကတော့အရင်6လက2သိန်း2000အခု2သိန်းခွဲဖြစ်သွားပြီ။ကျွန်တော်လဆာရဲ့၃ပုံ၃ပုံကျော်လောက်ကအိမ်ငါကဖဲ့နေရတယ်။အရင်တုန်းက3သိန်း2000အလွန်ဆုံးလေဟုရန်ကင်းမြို့နယ်မှ marketing အလုပ်သမားတအူကပြောပါရယ်။ထို့ကြောင့်အလုပ်သမားအများပြသည့်ရခင်ကတိုက်ခန်းငှားနေနိုင်သည့်အခြေအနေမှာဈေးပိုတက်တာသည့်အဆောင်များလိုင်းကမ်းများတို့ပြောင်းလဲငှားရနေထိုင်လာကြသည်ကိုမျက်မြင်တွေ့ရှိမှုအရသိလာရပါရယ်။ ရန်ကုန်မြို့နိုင်အလုံသမားအများစုသည်ပြန်များလှစာကြက်သုံးသိန်းမှကြက်၅သိန်းဝင်းကျက်သာရရှိကြပြီးထိုထက်ပိုနေသည့်လှစာဖြင့်လောက်ကင်နေရသည့်အလုံသမားအများပြားလည်းရှိပါသည်။လှစာသုံးသိန်းကြက်အောက်သာရသည့်အလုံသမားများအတွက်မူလှစဉ်ဝင်ဝေးသည့်လမ်းစရိတ်စားစရိတ်နေစရိတ်များကိုအလီမီယံစီစစ်ရုံးကန်နေကြရပြီးအမန်တကယ်ထမင်းတနက်လျှော့စားရခြင်းများဖြစ်လာရသည်ဟုလှစာနိုင်လကစားအလုံသမားများကပြောကြပါသည်။အလုံးမပြည့်ရဲဘူးလစာလေးအဖြတ်ခံရမှာဆိုလို့ဖြတ်ခံရရင်ရတာလေးနဲ့မလောက်တော့ဘူး။ မိမကောင်းလေခွင့်မယူရဲဘူးထမင်းကိုမနက်နဲ့နေ့လေပေါင်းစားရတဲ့ရက်တွေအများကြီးပဲဟုအသက်60ကျော်အရွယ်ဖုတ်ကလေးကလုံချိုရေးဝန်ထမ်းတဦးကပြောပါတယ်သို့တော့ယတနာပစ္စည်းအယောင်ဆိုင်များဖုံးအယောင်ဆိုင်များသည်ဇက်တိုက်လုပ်ငန်းတိုးချဲ့မှုများရှိနေပြီးစီးပွားရေးပုံမဖြစ်ထွန်းလာသည့်လုပ်ငန်းရှင်များကမူ၎င်းတို့၏လုပ်ငန်းများတိုးချဲ့ရန်သာစိတ်ဝင်စားကြပြီးအလုပ်သမားများအတွက်လစာတိုးပေးရန်ကုန်မူမီလီယံနေကြသည်ဟုအလုပ်သမားများကညှိညွတ်ကြပါတယ် ဆိုင်ခွဲတွေဖွင့်နေဝန်ထမ်းတွေထက်ခန့်နေဒါပေမဲ့ညီမတို့လစာတွေကတစ်နှစ်ကို9000တောင်တော့မတိုးဘူးလေဒီလိုပဲလောက်ကင်နေရတာပဲအလုံးမရှိလို့မှမဖြစ်တော့ဘူးဖုံးရောင်းဆိုင်တစ်ခုမှာအမျိုးသမီးဝန်ထမ်းတအုပ်ကပြောပါတယ်ရန်ကုန်မြို့တည်စစ်အာဏာရှင်လက်အောက်၌နေထိုင်စားတောက်စရိတ်များအလုံးအမင်းကြီးမြင့်လျက်ရှိနေပြီးအခြေခံလူဒန်းစားအလုံးသမားများသည်စီးပွားရေးဆိုးရွားစွာကြက်တဲလာပါတယ်အထွေထွေကုန်စည်နှုန်းများဆက်လက်မြင့်တက်နေခြင်းနှင့်လစာဝင်ငွေများမတိုးလာခြင်းသည် အဆိုပါအခြေခံလူဒန်းစာအလုတ်သမားများအားစင်ရန်ရံပါမှုနွန်တဲ့သို့ဆွဲခေါ်လျက်ရှိနေကြောင်းပြည်သူများကပြောဆိုပါတယ်ဆလပီမိုးကုံမြို့မှာမိုးမိတ်မြို့ဘက်သို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်မှု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးအတီးပြုတ်တဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းမိုးကုံမြို့မှာမိုးမိတ်မြို့ဘက်သို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကို KIA KPDF အပါအဝင်ဒေါ်လန်ရေးပူးပေါင်းတပ်များက ကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လန်ရေးတရင်ရင့်မြစ်ကပြောဆိုပြီးအဆိုပါတရင်မှာမှန်ကန်ကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကလည်းအတည်ပြုလိုက်ပါတယ်။ဂျပန်နေ့နိုဝင်ဘာလ30ရက်နေ့ည8နာရီအချိန်ဘူခုံမျိုးပတ်မှမိုးမိတ်မျိုးပတ်သို့ထွက်လာသောစစ်တပ်စစ်ကြောင်းနှင့် KIA KPD အပါအဝင်တော်လန်ရေးတပ်များအကြောင်းတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအသေးစိတ်အခြေအနေကိုမေးမြန်းနေစေဖြစ်ကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကရှင်းပြပါတယ်။ မင်းညာ၈တာရီဝင်းကျင်မိုးကုတ်ကနေမုံမိတ်မြို့သွားတဲ့လမ်းအကြားမှာတိုက်ပွဲဖြစ်တာပါကျွန်တော်တို့လည်းသေးစိတ်မသိရသေးဘူးအဲ့ဒီဘက်ကဖုန်းလိုင်းတွေကတ်တော့တဆင်ပြီးတဆင်မေးမြန်းနေရတယ်အဲ့တော့မိုးကုတ်မုံမိတ်အကြားလမ်းမှာတိုက်ပွဲဖြစ်တာကိုပဲကျွန်တော်တို့ပြောနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်ဘုံမူကြီးနော်ဘူးကနိုဝင်ဘာလစံပိုင်းသတင်းဌာနနဲ့ဆက်သွယ်မေးမြန်းချက်တွင် DNL စုဖွဲ့မဲ့မုံမိတ်မြို့မှာ APSDF နဲ့ PDF တို့ကို KIA ကစီရင်ခုညီမိဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ် မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများရှိပြီး APSDF PDF တို့နှင့်အတူဖူးရွက်ရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA အနေဖြင့် TNL စုခွာမိမိုးမိတ်မြို့နယ်ပတ်သက်၍စည်ရေးအရဆောင်ရွက်ရန်မရှိတော့လဲ APSDF နှင့် PDF တို့ဤစည်ရေးလှုပ်ရှားမှုများလှုပ်ဆောင်လာလျင် KIA ကကူညီသွားမည်ဖြစ်ကြောင်းဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်။မိုးမိတ်မြို့တဲမှာကျွန်တော်တို့ KIA တရင်34ရှိတယ်။ KIA PDF တပ်ပေါင်းစုအတူတူနေတယ်။ အခြေချထားတယ်မိုးမိတ်မျိုးနဲ့ပတ်သက်လို့ဒီသက် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူးဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသောအခြေအနေများအရာပြည်သူပင်အခက်အခဲဖြင့်ကြုံတွေ့စေကမူပြည်သူနှင့်တသားတည်းရှိနေမည်ဖြစ်ကြောင်းထိုပြင်စစ်ကောင်မရှင်လက်အောက်သို့မကြောက်ရောက်စေရန်နှင့်ဒေါ်လာရေးအောင်မြင်မှုပန်းနိုင်စီသို့အမြန်ဆုံးရောက်ရှိစေရန် ော်လိုင်းရင်းညီနောင်မဟာမိတ်များနဲ့အတူကူပေါင်း၍အောင်မြင်မှုရသည့်အထိဇလက်ကြီးတက်သွားမည်ဖြစ်ကြောင်းကတိသစ္စာပြုထားပါသည်